he shouldn't play. Take him out of this. No, you need to shut your game off. Maguire. Harry Maguire. 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 Uh, oh, Maguire. Harry Maguire. Oh, Maguire. The box. Maguire! That's what it, it is. Headed goalwards! Oh! And the back post, Harry Maguire! Stands on the ကျွန်တော်ဒီကိစ္စကိုပြောမှတော့ဖြစ်မယ်ဟယ်ရီမဂွာယာကို Manchester United ရဲ့အနာဂတ်နောက်တန်းခံစစ်အဖြစ်နဲ့ကျွန်တော်တို့အားလုံးမြင်ခဲ့တဲ့အချိန်တစ်ချိန်တော့ရှိနေတာအမှန်ပဲပြောင်းရွှေ့ခြင်းစဉ်ရင်တင်အသိန်းကောင်းဆောင်အောင်မြင်မှုတွေငတ်မွတ်နေတဲ့အသိရဲ့အလင်းရောင်ကြီးတန်းလေးတစ်ခုတည်ဆောင်လာခဲ့တဲ့အိမ်မက်ကောင်းလေးတစ်ခုဒါမဲ့အဲ့ဒီမျော်လင့်ချက်တွေနဲ့ရှောင်းလန်းနေတဲ့လမ်းတနေရာတောင်းတတောင်းမှာအိမ်မက်ဆုံးတွေအဖြစ်နဲ့ပြောင်းလဲသွားခဲ့တယ် You should hang your heads in shame. Represent Man United and letting people run past you. Get close to people. Worry for United. I worry. I, I don't see any good business here. Harry Maguire, 80 million is ridiculous. It's ridiculous at the highest level. Is he level. a good player? Oh my God. Harry Maguire. Get rid of Harry Maguire! တရှိစေတန်နဲ့ခံစစ်လောင်ပြောင်ကြတဲ့အင်တာနက်ရဲ့တကယ့်ဟာတာကြီးတစ်ခုနောက်ဆုံးဂါနာရဲ့အတွင်းဝင်ပါလီမန်နေအထီတော်ပါလာတဲ့အဖြစ် Tackling Manchester players <laughs> and giving assist to opponents ကဘာမှလူကြီးအများဆုံးအတင်းကြီးရဲ့တင်းကောင်းဆောင်ကနေကို့အတင်းပြည့်သက်တွေကကို့အိမ်ကွင်းမှာဝိုင်းဆဲဆို့လောင်ပြောင်နေကြတဲ့အထီကိုဖြစ်ခဲ့တာတခြားအမားလုံးလိုက်မင်းနေပြည့်တလန်းမလိုက်ရင်တရင်ကောင်းကြီးကပါလာတယ်တခုလုံးလိုက်ရင်ဆိုရှယ်မီဒီယာပေါ်မှာ viral ဖြစ်တယ် need to come together as a group no you need to sort your game အဲ့ဒါစကောဒင်းဖန်ပြည့်သက်တွေမဟုတ်ဘူးနော်ကို့အတင်းပြည့်သက်တွေပါတနာဖို့အကောင်းဆုံးကသူဘာမှပြန်မလုပ်ဘူး သူဘာမှလည်းပြန်မတုံ့ပြန်အကုန်လုံးကိုပါဇက်ပိပြီးကြည်ကျင်းနေနေနဲ့ခံယူခဲ့တယ်ခံစားရတဲ့ဒဏ်ရာတွေအနာတွေမှာမတူညီတဲ့အဆိုးဆုံးခံစားမှုတစ်ခုပါရှိတယ်ကိုယ်နဲ့လည်းမဆိုင်ဘူးတယောက်တည်းကြောင့်လည်းမဟုတ်ဘဲနဲ့အဆွတ်ဆွဲခံရတာအဲ့ဒါအဆိုးဆုံးပဲအသင်းကမတည်ငြိမ်ဘူးနီးပြတွေကတယောက်ပြီးတယောက်ပြောင်းနီးစနစ်တွေကတစ်ခုပြီးတစ်ခုပြောင်းကစားသမားတွေကလည်းလာလိုက်မခံနိုင်ထွက်လိုက်နဲ့မကွာရာကတော့หนีခဲ့တယ်အပြစ်တွေပုံချမှုတွေနဲ့အတူတူသူหนีခဲ့တယ် အသေးရဲ့ကြောင်ပြောက်တဲ့လေတိုင်ပတ်နေတာကမကွာရရဲ့တင်ဂီတာတစ်ခုဖြစ်လာတယ်။ဈေးကြီးပေးပြီးခေါ်ထားရတယ်။ဖင်လေးနေတယ်။အသင်းနဲ့မထိုက်တန်။ဒါပေမဲ့လူတွေမိနေတဲ့အဲ့ဒီအသင်းမှာလက်ပတ်ဝတ်ရတဲ့သူ့ရဲ့တဲဆောင်နေရတဲ့ဝင်းဒိုးဝင်ပေါ်တွေ။နိုင်ကောင်းတဲ့ကနေအရင်ဆုံးထွက်။လူတွေရဲ့ဝိုင်းပြီးဘူးလောက်တာတွေခံပြီးတော့ဆက်ပြီးဆော့ရတယ်။ကျွန်တော်တို့အားလုံးမိနေတာကခေါင်းဆောင်ကောင်းတယောက်ဆိုတာအရာရာကိုတိကျပြီးပြေဆုံးနေတာတဲ့။ တလောကလုံးကမလို့ချင်းမရှိချင်းအရာရာခက်ခဲနေတာတော့မှရင်ကော့ပြီးတော့မမမမရက်တည်ရတဲ့စိတ်တဲ့အဲ့ဒါတွေကဟယ်ရီမကွာရရဲ့ကြာဆုံးမှုတွေဒါပေမဲ့အဲ့ဒီအနောက်ကဖြစ်လာတဲ့လိုက်လာတဲ့အရာတွေကသူ့ဘာကောင်လဲဆိုတာတက်တည်ပြခဲ့တာကျွန်တော်တို့ငင်းဆန်လို့မရဘူးဝေဖန်မှုတွေကတာမန်ကနေပုံကိုရေးပိုင်းအထိရောက်ခဲ့ရင်တော့အဲ့ဒီအခြေကဘောလုံးကအားကစားတမျိုးဆိုတာအထက်ကိုပို့လွန်ခဲ့ပြီဟယ်ရီမကွာရအတွက်ကတော့ခဏတာဆိုးရွားပြီးချီမပေါ်ယုံနေမဟုတ်တော့ဘူးမကတော့ဘူး ရက်ဆက်တဲ့အဆင့်တစ်ခုအထိပါရောက်ခဲ့တယ်။ပွဲတိုင်းကစောင့်ကြည့်ရင်းနဲ့အစီရင်ချက်ချတဲ့လိုမျိုးကိုခံစားရတယ်။ဘောလုံးပန်ဒစ်တွေ၊ social media တွေကသူ့ရဲ့တရက်ခုံပဲ။သူကအသိမှမရှိသင့်တော့ Premier League မှာကစားလို့မရဘူး။သူကစားသမားဘဝပြီးပြီဆိုတာတွေ။မီဒီယာတွေကပြောတယ်၊ fan တွေကပြောတယ်ကျွန်တော်လည်းပြောခဲ့တယ်။နောက်ဆုံးနိုင်ငံအသင်းအထိပါအဲ့ဒါတွေကမိโกချက်တိုက်ကိုတလို့ဖြစ်ခဲ့တယ်။ဒါမဲ့ तू ဘာမှပြန်မပြောဘူး။အင်တာဗျူးတွေလည်းမလုပ်ဘူး။ပို့စီလည်းမတင်ဘူး။ဘာစင်ကြီးမှလည်းမပေးခဲ့ဘူး။ဗဇက်ပိတ်ခေါင်းငုံ။ A career you don't just keep um, playing at the top and, and not get no criticism that doesn't happen unless you are um, the best in the world and that's probably Ronaldo and Messi even though they still get criticized as well it probably affects my my family and my friends more than than it actually affects my, myself especially when I'm playing in the game I'm sure it'll change um, I'll keep working hard and, um, and keep fighting for my place and, um, and keep trying to put things right. သူအိမ်မှာဘုံးခွဲမှုချိန်ချောက်ခံရတယ်နော်။ They bomb threat to his home. သူမိသားစုကအဲ့ဒီအကြောင်းအရာမိနဲ့အိမ်မှာဆက်ပြီးနေရတာ။နောက်နေ့သူလေးချင်ဝင်ကိုဈေးခဲ့တာပဲ။တမင်းနဲ့ပဲတောက်ကြတာတို့ဘာလို့စင်ကြီးတွေလည်းမကြားခဲ့ရဘူး။ကိုလူလူစဉ်းစားကြည့်။ရဲတွေကအိမ်မှာဘုံးနဲ့ဖောက်ခွဲပစ္စည်းတွေကိုရှာနေချိန်မှာတင်းအတွက်အာယုံစိုက်ထားဖို့နဲ့ပွဲတွေပေါ်မှာခြေပေါ်ဖို့ဆိုတာဘလောက်တောင်ခက်ခဲမလဲဆိုတော့အဲ့ဒါဖိအားတသက်မဟုတ်တော့ဘူးစိတ်ဆက်ခြင်းဖြစ်လာပြီတို့တိုင်း သူ့ကိုကိုချင်းစာဖို့လို့နားလဲပေးဖို့လို့မတောင်းဆိုခဲ့ဘူးလားရှုံးဝဲပြီးတဲ့ကင်မရာကိုမျက်နှာမူပြီးရင်ဆိုင်တယ်သူ့ကိုစော်ကားနေတဲ့ပရိသတ်တွေကိုလက်ခုပ်တီးတယ်သူအပြုံးနယ်ပဲရင်ဆိုင်ခဲ့တယ်သူရဲ့မျက်လုံးတွေကနာကျင်မှုတွေကအတိုင်းသားအဲ့ဒါတွေကြားထဲမှာသူ့တိတ်ခါခေါင်းဆောင် လက်ပတ်ကိုစွန့်လွှတ်ခဲ့ရတယ်တန်ဟက်ရောက်လာတဲ့အချိန်ခစ်တဲ့အရန်ကုန်မှာအချိန်ပြည့် ။ကစားသမားအများစုအတွက်ကတော့အဲ့ဒါသူတို့ရဲ့ဇလန်ရဲ့ညီကုန်းပဲ။နောက်ွယ်ကိုရောက်သွားပြီ။ပျောက်ွယ်သွားမယ်။နောက်အတင်းပြောင်းမယ်ဘဝအတွက်အခုစမယ်။ဒါကအလွယ်ဆုံးဒါမှမဟုတ်လို့ရှိရင်အကောင်းဆုံးနည်းလမ်း။ဒါပေမဲ့မကွာရအတွက်ကတော့မဟုတ်ခဲ့ဘူးနော်။အတင်းမှာဆက်ရှိနေခဲ့တယ်။မာနကြောင့်တော့မဟုတ်ဘူး။ယုံကြည်မှုကြောင့်သူသက်သေပြကျင်သေးတယ်။အမားတွေကိုအမှန်ပြင်ကျင်သေးတယ်။အရှုံးမပေးရဘူးတဖြည်းဖြည်းချင်းနဲ့နောက်ွယ်မှာအကုန်လုံးနှောင့်ပြောင်းနေချိန်မှာ तू ပြန်လဲတိဆောက်တယ်ဘသူမှကြည့်မနေချိန်မှာ तू စ조사တယ် ျွန်တော်တို့မုံတိုင်းပြည်ရင်ခိုင်မာတဲ့အရာတွေပဲကြံနေတယ်ဆိုတာအားလုံးသိကျွန်တော်တို့ခေါင်းကြီးကတော့ရှိနေသေးပဲအခုချိန်ထိထွက်မပြေးဘူးအတင်းပြောင်းဖို့လည်းမတောင်းဆိုခဲ့ဘူး he stay united october လနောက်ပိုင်းတန်ရဲ့လက်အောက်မှာတန်ရာတွေနဲ့ခက်ခဲတဲ့အချိန်မှာသူအတင်းမှာပြန်ပါလာတယ်ဘာ drama မှလည်းမရှိဘူးဘာစကကြီးစကကြဲမှလည်းမပြောဘူးပွဲတွေမှာ just တည်ငြိမ်မှုတွေခိုင်မာမှုတွေယုံကြည်မှုတွေပဲပြသခဲ့အဲ့ဒီအချိန်မှာလူတွေပြန်ပြီးသူ့အပေါ်သတိထားမိလာတယ် တစ်ချိန်ကမီးနေနဲ့အတူတွဲမြင်တာလေဈေးနှုန်းကြီးတာလေအဲ့ဒါတွေခေါင်းထဲမှာမရှိတော့ဘူးခန်းစစ်သမားခေါင်းဆောင်ကောင်းတယောက်ဘယ်တော့မှယုံကြည်မှုမဖြတ်ခဲ့တဲ့သူတယောက်ဂရန်ဖုန်နဲ့ပွဲရှက်ဖီးနဲ့ပွဲဖူဟန်သူ့ရဲ့ခြေစမ်းတွေကပြန်မြင်လာတယ်ကြိုင်ဆိုင်တဲ့ဘောတွေကိုနိုင်တာလေခန်းစစ်တင်းကြီးအောင်လှုပ်ဆောင်ပေးတာလေဘောလုံးတိုင်းကိုနောက်တန်းတိုင်းမှာတတိုင်းတစ်ဖွဲကာကွယ်ခဲ့ရတာလေသူ့နာမည်ကိုသူပြန်စီဆောက်နေတယ် တန်ဟက်ကတော့ပြောတယ်ဟယ်ရီကသူ့ရဲ့ဇယိုက်ကိုပြတယ်လေ quality was really there အဲ့နောက်ပိုင်းအချိန်ပေါင်းများစွာကျွန်တော်တို့ United ကိုကယ်ထုတ်ခဲ့တာကျွန်တော်တို့အားလုံးအမြင်ပဲနောက်ပိုင်း Rio Ferdinand ရဲ့ interview မှာ Rio ကသူ့ကိုတဲ့တဲ့ကြည့်တယ်မင်းအဲ့ဒီအတန်တွေအဲ့ဒီအမုန်းတရားတွေကိုဘလို့ကင်တွေဖြေရှင်းခဲ့လေတဲ့ကောင်းကြီးပါပြန်ဖြေလဲသီလားအမ် ignore it all, even though it's hard yeah, yeah. social media nowadays is yeah. is, is tough and နောက်ခက်ခဲမှုတွေနဲ့ကြုံခဲ့ဘူးတွေတဲ့ ငါကငါဘသူလဲဆိုတာသိတယ်ငါလုံးဆရာရှိတာကိုပဲဆက်လုပ်ခဲ့တယ်သူ့အတန်ထဲမှာဒေါသထွက်တာလေခါတိမှုလေဘာကိုမှမကြောက်ခန္ဓာရဲ့ရှိမှုဆိုတဲ့အတန်တစ်ခုပဲကြားရတယ်အဲ့ဒါကျွန်တော်တို့ခေါင်းကြီးမကွာရပဲအတန်တော့မကျေဘူးအပေါ်ရင်းလည်းမလုပ်ဘူးသူ့ဘုံက just old school သူ့ခေါင်းဆောင်ဘုံက အတိုက်ခိုက်တွေရဲ့အောက်မှာကြံ့ကြံ့ခံရတဲ့လုံးစီရရှိတာကိုလုံးအများစုမလုံးနိုင်တဲ့အချက်တရားတွေသိခါရတဲ့ကြားမှာတောင်းခံရင်းနဲ့လုံးရမယ့်အလုပ်ပေါ်မှာဂုံယူစွာလှုပ်ဆောင်ခြင်းပဲ United မှာလည်းမဟုတ်ဘူးနော်နိုင်ငံသင်းအတွက်လည်းနီးပြရဲ့ယုံကြည်မှုနဲ့ပရိသတ်တွေတန်တရားတွေအောက်မှာတစ်ချိန်ပြီးတစ်ချိန်သူပါလဲဆိုတာကိုပြသခဲ့တယ် Ultra Form မှာတော့သူ့အတွက်ဟိန်းမန်ကိုပြန်လာခဲ့ပြီ။ Copa Hengan နဲ့အနိုင်ကို Man of the Match ။ Porto နဲ့ပွဲနောက်ဆုံးခြေပါကို လက်ဆန်နဲ့အနိုင်ကို Switch Leon Grinsby နောက်ဆုံးနောက်ဆုံးစေနစ်ချာချိန်စာဖြတ်ခဲ့တဲ့အချိန်ကြီးအဲ့တော့ Maguire story ကဘောလုံးအားကစားတမျိုးလေးဆိုတာတော့အကတော့အဲ့ဒါကကြာရှုံးတာပေါ့အောင်မြင်နေတာတက်ပို့ပြီးမြင်ခြင်းနဲ့လောကကြီးထဲမှာခန္ဓာရင်ရှိမှုဆိုတာတောင်းပန်ခြင်းတက်ပူကျဲလောင်စွာပြောတဲ့အလုံးနဲ့တတ်သိပြခြင်း အဲ့ဒါတွေအကုန်လုံးက comeback ဆိုတဲ့တစ်ခုတည်းတည်းတော့ပုံလေဘောလုံးလောကရဲ့ကြောက်ရွံ့အကောင်ကိုမီးမောင်းနေတဲ့မှာတော့ယုံကြည်မှုရှိရင် redemption is always possible till he owns this town